ရှိသောဘုရားသခင်အကျိုးတော်ကိုချင်မွန်ပါれအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့တော့ကဒွန်းတော်ထဲကထွက်တော်တန်လျက်ဆိုရက်ကောင်းစဉ်လေးနဲ့ခေါ်ပေးတော်မှာဖြစ်ပါれရရချာအခန်းတစ်စပိုင်16ကိုဖတ်ပါမယ်လေယာလက်တော်ဒီလဲကျဲခုနှလုံးကိုကန်ဤကဒွန်းတော်ထဲကလည်းထက်တော်တန်လျက်ထွက်ဤမျက်နာတော်အရှိန်တကူနဲ့ ထွန်းတောက်တော်နေခဲ့သူဖြစ်ရဲ့ဒါကတော့ယေရှုခရစ်တော်ရဲ့ဘုခေါ်တယ်ဘုံကိုမြင်ရတဲ့ပုံစံကိုတမန်တော်ကြီးယောဟန်ကသူနားလေသလိုရေးထားတာဖြစ်တယ်နော်ဆိုတော့ဒီနေရာမှာကျွန်တော်အနေနဲ့ခွာပေးချင်တာကတော့နော်ခရုံးတော်ထဲကထွက်တဲ့တန်လျက်ဆိုတော့တန်လျက်ဆိုတော့အလုံးတည်ပါတယ်ဘယင်းနဲ့ကင်တဲ့ အရာဖြစ်တဲ့အာနာတကိုအုပ်ဆိုးခြင်းအာနာတကိုနော်ကိုပုံဆောင်တာဖြစ်တယ်ဆိုတော့အတိတ်ဘယ်ကယေရှုခရစ်တော်ကယေရှုခရစ်တော်ကနော်ဒီတလောကလုံးကိုအာနာတကိုနဲ့ရှင်ဘုရင်ကဲ့သို့သူကအုပ်ဆိုးမယ်စီးရင်မယ်နော်ဒီလိုမျိုးပြောချင်တာဖြစ်တယ်တန်လျက်ဆိုတော့နော် နှုတ်ကထွက်တယ်ဆိုတော့သူ့နှုတ်ကနေပြောတာနှုတ်ကပတ်တော်အဖြစ်အဲဒီလိုပြောချင်တာနှုတ်ကနဲ့တန်လက်ဒိုက်တကားကားနဲ့ရှာရရှိဖြစ်အဲ့လိုမျိုးပြောချင်တာမဟုတ်ဘူးနော်အဲ့တော့ဒီတန်လက်ကဘာလဲပေါ့ဟိဗျာခန်းလေးစာပတ်စနစ်မှာဘုရားသခင်နှုတ်ကပတ်တရားတရားတော်ဒီအသက်ရှင်ခြင်းတကုန်းနဲ့ပြုတ်ပြင်ခြင်းတန်လျက်တကာတို့ထက် ထက်ချင်းနဲ့ပြည့်စုံနေဖြစ်၍အသက်နဲ့ဝိညာဉ်ကို၎င်းအယိုးအဆင့်နဲ့ခြင်းစီကို၎င်းပိုင်းခြား၍ထုတ်ချင်းခွန်းတိုက်စေလုံးအကြံစီများကိုလည်းတိတိုက်ဆိုပြီးတော့မှပြောတာတွေ့ရအောင်မှာတော့နော်ငါတို့ကိုဟိုစစ်ကြောစင်တဲ့သူရှိမကွယ်ရမရှိဘူးမျက်မှောက်တော့မှအကုန်လှန်ထားလက်ရှိတယ်ပြောတာတွေ့ရအဲ့ဒါကြောင့်ဒီနေ့ကရုဏတော်ကထွက်တဲ့တန်လျက်ဆိုတာကမှတ်ထားပါ ဘယင်ကဲ့သို့ယေရှုခရစ်တော်ကကိုဆိုးမှာဖြစ်ပြီးဟာလာနှုတ်တော်ထွက်နှုတ်ကပတ်တော်အဖြစ်အုပ်ဆိုးရှင်ပဲလို့ပြောချင်တာဖြစ်တယ်ဒီနှုတ်ကပတ်တော်အုပ်ဆိုးရှင်ခြင်းကလည်းတန်လျက်တကာတို့ထက်ထက်ချင်းရှိတယ်လို့ပြောတဲ့အတွက်ဟာဘယင်ဒီအာလုံးလဲပေါသွားတာတလောကလုံးတရှိတမဲ့အာလုံးခတ်သိမ်းတော့အရာဒီယေရှုခရစ်တော်ရဲ့နှုတ်က ရဲ့နှုတ်ကထွက်တဲ့နှုတ်ကပတ်တော်အဖြစ်ကိုဆိုးစင်ချင်းခံရမယ်လို့ပြောချင်တာဖြစ်ပါတယ်နော်အဲ့တော့ဟေရှာယအခန်း33စာပိုက်20နှစ်မှာဗာတွေ့ရလဲဆိုတော့သာရဖျားသည်ငါတို့တရားသူကြီးဖြစ်တော်မူသာရဖျားသည်ငါတို့ပြည့်ညက်တရားရှင်ဖြစ်တော်မူသာရဖျားသည်ငါတို့ဤရှင်ဘုရင်ဖြစ်၍ငါတို့ကိုကယ်တင်တော်မူလိမ့်မည် ြောတာတွေ့ရတယ်။နော်။အဲ့တော့ဒီမှာကျတော့သူကထာဝရဘုရားဟာတဲ့။နော်။ဒါအေးသေးတဲ့လူမျိုးတွေပြောခုချိန်မှတော့ကျွန်တော်ယုံကြည်သူပေါ့။အဲ့တော့ထာဝရဘုရားဘလို့ပုံစံအစိုးရပုံစံနဲ့ဥမာပေးထားတာတွေ့ရတယ်။နော်။ဒါကတော့တရားစီရင်ရေးပြီးရင်ဥပဒေပြုရေးပြီးရင်တော့အုတ်ချုပ်ရေးမန္တန်၃ခုအရှင်ဖြစ်တယ်တဲ့။ အဲ့တော့ဘာနဲ့တူလဲအာနာရှင်နဲ့တူတာပေါ့ဘုရားသခင်ကတော့သူတယောက်တည်းကအလုံးစုံချုပ်ကန်ထားတယ်ပေါ့နော်အဲ့တော့တရားရှင်လည်းဘုရားပဲနော်ပြင်လည်းဥပဒေပြဋ္ဌာန်းတယ်လိုက်နာရမယ်တရားဥပဒေကိုပြေတော့လည်းဘုရားပဲအုပ်ချုပ်တော့လည်းဘုရားပဲအဲ့ဒါကြောင့်ကဲတင်မယ်တဲ့အဲ့တော့ကျွန်တော်တို့အတွက်နော်ကရုဏာကထွက်တဲ့တန်လှည့်နဲ့ကျွန်တော်အုပ်ဆိုးတဲ့ခါမှာမှတ်ထားပါသူ 耶稣阿等，拍下拍到张，等上山阿们，掉下来，听古个个耶稣阿个片嘛。阿个第二个，听来难听嘛，来难听个，谁个嘛嘞？耶稣拍下个，阿个宝马阿拉，哦，速度，噶嘞，拍下个，阿罗。 ်ဩပရိပြထမ်းတယ်ကျွန်တော်နားမထောင်ဘူးဆိုကြပါစို့တရားသူကြည့်နေပါလို့မလဲစင်မယ်အပြစ်စင်တယ်တရားစင်တယ်စကြောတယ်ကဲရှင်ဘီရင်နဲ့ပါလို့လဲလူငင်းချတာခွန်ပေးတယ်အပြစ်ရှိရတာနဲ့လွတ်မြောက်တယ်ဒီလိုမျိုးပေါ့နော်အဲ့တော့မနိုင်သုံးခုလုံးဟာဖျားဖြစ်တယ်ဒါကတွန်းတော်ကထွက်တဲ့တန်လျက်ဆိုတာအဲ့ဒီသဘောမျိုးပြောချင်တာဖြစ်တယ်ဒါကြောင့်ဒီနေ့ ကျွန်တော်တို့ကဲတင်မယ်တဲ့ဘာဖြစ်လို့လဲသူကိုယ်တိုင်ကဘယင်အနေနဲ့ကဲတင်မယ်ကဲတင်တဲ့ဆိုကြဲကဥပရိပြတ်ထန်းတဲ့ဥပရိနားမထောင်နိုင်တော်လဲဘာဖြစ်လဲကိုယ့်ဘက်ကတရားစီရင်ပြီးတော့မှနော်အပြစ်ရှင်ရှိတယ်လို့တရားစီရင်မှာဖြစ်ပေမဲ့အပြစ်ရှိတဲ့သားနဲ့လူရင်းချတာခွင့်ပေးနိုင်တော့ခွင့်ရှိတယ်အပြစ်ခွင့်လွတ်နိုင်တော့ခွင့်ရှိတယ်လို့ပြောချင်တာနော်ဒါနဲ့ပတ်သက်လို့တမန်တော် ဝတ္ထုအခန်း30စာပိုက်40-43မှာဘလို့တွေ့ရလဲဆိုတော့ဒီမှာယေရှုခရစ်တော်ကအသက်ရှင်တော်သူတည်တော်သူတို့ကိုတဲ့တရားရှင်တော်သူဖြစ်ဖို့တရားရှင်တော်သူဖြစ်တယ်အဲ့တော့အသက်ရှင်တော်သူဆိုတာကအခုကျွန်တော်တို့ပေါ့သက်ရှင်နေတယ်တည်တော်သူဆိုတာတည်ပြီးသွားပြီဒါပေမဲ့သူ့ရဲ့ဝိညာဉ်ကမတည်နိုင်ဘူးเนาะဖခင်တရားတော်ဖြစ်တဲ့အတွက် ဆိုတော့ဘယ်တေပိတာဝိညာဉ်လူခန္ဓာကိုထွက်သွားတဲ့ဝိညာဉ်တော်လကောင်အခုလက်ရှိသက်ရှင်တဲ့လူတော်လကောင်တရားရှင်တော်သူဟာယေရှုဖြစ်ပါတယ်နော်ကဒွန်းတော်ကထွက်တဲ့လန်တန်နဲ့စီးရင်လည်းဆိုတာအဲ့ဒါပြန်ပါလို့လဲဆိုတော့အဲ့လိုစင်တဲ့ခါမှာတဲ့ယေရှုကလူတွေအားလုံးရဲ့အပြစ်ငဲတံအတွက် သူကလဝကတိုင်မှာသူ့ကိုသူစီရင်လိုက်တယ်လူသားအလုံးအပြစ်ကိုသူ့ပေါ်တင်ပြီးတော့မှလူသားအလုံးအပြစ်အတွက်သူ့ကိုသူအပြစ်မရှိတဲ့သူ့ကိုသူလဝကတိုင်မှာရစ်ဖြစ်ပူဇော်တယ်စီရင်တယ်ပေါ့နော်စီရင်ပြီးတော့မှလူသားတွေအလုံးအပြစ်စီရင်ခြင်းကနေလွတ်မြောက်နိုင်တော့အခွင့်ပေးလိုက်တယ်ဘာဖြစ်လဲဆိုတော့ तू ကစီရင်ပြီးသွားပြီလေဆိုကြပါစို့တင်းစင်မှာအပြစ်ဟိုအကျွေးဟို ဒေါ်လာတန်းတစ်ထောင်ရှိတယ်ဆိုကြပါစို့။ကျွန်တော်ကအဲ့ဒေါ်လာတန်းတစ်ထောင်ကိုဆက်ပေးလိုက်မယ်ဆိုရင်ပြင်ပြင်စင်မှာဟာဒီအကျွေးမတင်တော့ဘူးပေါ့။သူ့အတွင်းဘာလို့လဲသင်ကလက်ခံဖို့လိုတယ်။နော်ကျွန်တော်ကကျွန်တော်ဆက်မယ်ဆိုရင်တော့လေကိုယ့်ကိုဆက်ပေါ့။ဒီတော့လူသားအလုံးရဲ့အပြစ်ကျွေးကံကျွေးတဲ့အလုံးကိုယေရှုကလက်ဝါးကတိုင်မှာဆက်ပြီးတော့ဒီကြိုပြီး300မြောက်တော့နေမှာအသက်ပြရှင်တဲ့ ရားဖြစ်ပါတယ်အဲ့ဒါဟာကျွန်တော်ဂျမရဲ့အပြည့်ငဲတာကိုစားဖြစ်တယ်ဆိုပြီးတော့မှယေရှုကိုမိမိကဲတင်ရှင်ပြီယုံကြည်တယ်ဆိုရင်တော့အပြစ်ခွလွချင်းခံရတယ်နော်တန်လန်တာနဲ့အုပ်ဆိုးတယ်ဆိုတာအဲ့ဒါအရာခတဲ့ဟာနော်သူ့လက်ထက်မှာအကုန်ရှစ်တော့ကြောင့်အပြစ်ခွလို့ဒီနေ့လောက်ကိတာအလုံးရဲ့အပြစ်ကိုသူက အကျွတ်ဆက်ပြီးသားဖြစ်တယ်ဆက်ပြီးသားနော်အပြစ်ကိုလည်းသူကခွန့်လုပ်ပြီးသားဖြစ်တယ်သူအတွင်အဲ့အပြစ်ခွန့်လုပ်ခြင်းဂျေဇူးတရားကိုလူကဘလို့ယုံကြည်လက်ခံရမလဲဆိုတော့စိတ်နှလုံးနဲ့ယုံကြည်ပြီးလက်ခံဘလို့ယုံကြည်ရမလဲယေရှုလည်းဝါကရိုင်မှာတေခံမိတဲ့ဂျူဝီတုံးရမတော့နေမှာတက်ပြရှင်အဲ့ဒါကျွန်တော်ကျမရဲ့အပြစ်ငဲတဲ့အတွက်ကိုစားဖြစ်တယ်ဆိုတော့မှယေရှုဖရာကိုမိမိရဲ့ ကယ်တင်သောအရှင်ဖြစ်နေယုံကြည်လက်ခံရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့အပြစ်ရှိရတာနဲ့အပြစ်ခွလွချင်းခံရမှာဖြစ်ပါတယ်ဒါဟာတန်လျက်တကာတို့ရဲ့ထက်တဲ့ကဒွန်းတော်ထက်ကထွက်တဲ့တန်လျက်နဲ့အုပ်ဆိုးခြင်းကိုဆိုလိုတာဖြစ်ပါတယ်ဒါဒီနေ့ဆက်ပြီးယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်မြင့်ယုံကြည်လက်ခံပါယုံကြည်လက်ခံရင်တင့်ထဲမှာယေရှုရဲ့ဝိညာဉ်တည်ဥတော် 但是呢，我呢，来呀，给我们说呢，听过来，别看了真看呀比，百千不露端端，我也没讲过刚给某要皮说的，谁吃某个要什么皮巴嘞？哎，那么嘞，真的，耶稣呢就多来嘛皮的，但是呢、啊，我呢，从那两片木柴多来皮的，嘛多好说呢、嗯，可能呢，大家吃的，咱啊锻炼呢，对我是叫嘛皮的。 ော်အပြစ်လျောက်သူကဆုံးမချင်းဒဏ်ခတ်ချင်းကိုပြုတ်မှဖြစ်တယ်။သူအရံတင်းကိုချက်သားခဲ့တော့ဟောတုန်တဲ့ဆုံးမချင်းဖြစ်တယ်။လိမ့်မလာအောင်စကားသာထုံတက်လာအောင်နော်ကိုယ့်ရဲ့ချက်သားဖြစ်တော့ကြောင့်တော့နားမထောင်ရင်လည်းငဲတော့မကြတော့ဘူးပေါ့။ဘောက်လည်းအပြစ်ခွလချင်းခံရပြီးသားဖြစ်တယ်။သူအရံလောကမှာမသွားမသိခင်မှာတော့ ဖယားပုံးထင်ရှားဖို့နော်ကောင်းတော့အကျင့်နဲ့ကျင့်နိုင်တော့သူဖြစ်ဖို့အတွက်အထက်မှာရောက်လာတဲ့ဘုရားသခင်ဝိညာဉ်တော်ကတင့်ကိုပဲ့ပြင်ပေးလိုက်မယ်နှုတ်ဘတ်တော်အဖင်တင့်ကိုလမ်းပြပေးလိုက်မယ်နော်တင့်ကိုအလားဆုံးလင်တော့သူဖြစ်လာအောင်ကောင်းတော့အမှုတွေမြို့မြို့ပြုတော့သူဖြစ်လာပြီးတော့မှတင့်အဖင်ဖယားပုံးထင်ရှားပြီးလူတွေလည်းကဲတင်ခြင်းတို့ရောက်အောင်အပေငယ်လော့နော်ဘုရားသခင်အတင့်ကိုတာ လက်အဖက်ဆက်ပြီးတော့မှအုတ်ဆိုးဆင်းမှာဖြစ်တယ်။ဒါကြောင့်ဒီဒါလေးတွေကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်။ online မှာတချို့တွေနားမလည်တဲ့အတွက်နော်ဒီယေရှုရဲ့ဘုန်းတော်ပေါ်ပြတာကိုမင်းတို့ဖယားကလည်းဘလို့ကြီးလဲလို့ဟောဒီလိုမိခွန်းနဲ့ခဏခဏရှိတယ်ပေါ့။အဲ့ဒါလေးလည်းတို့နားလည်တော့အောင်နဲ့ကျွန်တော်တက်တာမှာလည်းဒီဆောက်ဆောက်ဖြစ်ဖို့အတွက်ဝင်ငှပါရစေ။အားလုံးကိုဖယားရှင်ကောင်းချီးပေးပါစေ။အာမင်။